မင်္ဂလာပါဒီနေ့ကျွန်တော်တို့ဓမ္မဟောင်းကျမ်းရဲ့အဆုံးသက်ကျမ်းမာလခိကျမ်းအခန်းကြီး7ထဲကိုနည်းနည်းအသေးစိတ်ကြည့်ကြမယ်ဟုတ်ကဲ့ဒီခန်းကလေဖျားသခင်ရဲ့မေတ္တာကိုတောင် ပြန်ပြီးမေခွန်းထုတ်တာမျိုးတွေအမ်ဘာသာရေးမှာလေးစားမှုနည်းနည်းယော်လာတာတွေအဲ့လိုစိတ်ဝင်စားစရာအကြောင်းတွေပါနေတယ်နည်းနည်းတော့စိတ်မကောင်းစရာပေါ့လေဟုတ်ပါတယ် အဲ့ဒီအချိန်ကနောက်ခံကိုပြန်ကြည့်ရင်လေဤသူရဲ့လားလူတွေဘာဘူးလုံးမှကြံခံဘွားနဲ့နစ်တီအကြိုင်းနေခဲ့ရပြီးမှကိုတိုင်းပြန်ရောက်လာကြတာဟုတ်တယ် ဒုတိယပိမှန်တော့ကိုလည်းစောက်ကြီးခါစားပေါ့ဒါပေမဲ့အရင်လိုဘုံတန်ကိုတွေပြန်မရသေးဘူးလက်တွေ့ဘဝမှာခက်ခဲနေရှိနေတော့ပဲအဲ့မှာစိတ်ဓာတ်တွေနည်းနည်းကျလာကြတယ်ပေါ့အင်းဟုတ်တယ်မျောလင်းချက်လက်လက်တွေ့ကွာဟားနေတော့လေသူတို့ရဲ့ဝတ်ပြုကိုယ်ဝယ်မှုတွေဖျားပေါ်ထားတဲ့သစ္စာရှိမှုတွေမှာနည်းနည်းရိုက်လာတယ်အဲ့ဒီအချိန်မှာမာလကီပရိုဖက်ကနေဖျားသခင်ကသူတို့ကိုစကားလာပြောတာတဲမှတ်ပေးတာဟုတ်ပြီဒီနေ့ကျွန်တော်တို့ဆွေးနွေးမယ့်အခြေအတီကတော့ the wise believers ကပြုစုထားတဲ့မာလာခိအခန်းကြီး1အပေါ်သုံးသက်ချက်တွေကိုအခြေခံတော်မှာပါအဓိကအချက်လေးတွေထုတ်ပြီးတော့အထူးထူးလေ့လာကြည့်ကြရတာပေါ့ဟုတ်ကဲ့ယူဝေချက်ကတော့ဒီကျမ်းပတ်ကဘာပြောလဲဆိုတာကိုရိုးရိုးပြန်ပြောတာထက်အဲ့ဒီခက်ကလူတွေဘာလို့ဒီလိုဖြစ်သွားလဲသူတို့စိတ်ထဲမှာဘာတွေရှိလဲအဲ့ဒါကနေဒီနေ့ကျွန်တော်တို့အတွက်ဘာသင်ခန်းစာရနိုင်မလဲဆိုတာမျိုးလေးတွေရှာဖွေကြည့်ချင်တာပါ။ Okay ။ဒါဆိုရင်အဓိကပြဿနာတွေကိုစကြည့်ရအောင်။ရင်းမြစ်တွေထဲမှာအပိုင်း၃ပိုင်းခွဲပြားထားတာတွေ့ရတယ်။ ပထမတစ်ခုကဖျားရဲ့မိတာကိုတန်စရာဝင်လာတာဟုတ်တယ်ဒုတိယကရက်ပူစော်တဲ့ကိစ္စမှာအရန်ပေါ်ပေါ်ဆက်ဆက်ဖြစ်လာတာနောက်ဆုံးတစ်ခုကတော့ဖျားရဲ့နာမည်ကိုတော့မလေးမဆလိုလာတာအဲ့ဒီသုံးချက်ပေါ့ဟုတ်ကဲ့ပထမအချက်ဖျားရဲ့မိတာကိုတန်တရာဝင်တာနဲ့ဆက်လိုက်ရအောင်အခန်းငယ်နဲ့မှာဖျားကတိုက်ရိုက်ပဲငါတင်တို့ခုချစ်တယ်လို့ပြောခဲ့တယ်ဒါကအရင်ကလေးကရှိခဲ့တဲ့ကတိတော့သူတို့ဘိုးဘေးတွေညက်ထားခဲ့တဲ့ဆက်ဆံရေးကိုအတီးပြူတာပဲဒါပေမဲ့လေလူတွေရဲ့တုံ့ပြန်မှုက ဒေါက်တာထူးစန်းလေကျေးဇူးတင်ပါတယ်မပြောဘဲနဲ့ဘယ်နေရာမှာချစ်လို့လဲဆိုပြီးပြန်မြည်တယ်ဟွန်းဒါကတို့ခံစားနေရတဲ့အခက်အခဲတွေကြောင့်လားဒါမှမဟုတ်ဖခင်ရဲ့မေတ္တာကိုတကယ်မယုံတော့လို့လားစဉ်းစားစရာပဲဟုတ်ကဲ့တစ်ဖက်ကကြည်ရင်ဂျေဆုကန်းတယ်လို့ပြောလို့ရတယ်လို့နောက်တစ်ဖက်မှာကျတော့လေသူတို့ရဲ့အခြေအနေကြောင့်ဖြစ်ပေါ်လာတဲ့စိတ်ပြက်မှုမယုံကြည်မှုလို့မြင်နိုင်တယ်လေအဲ့ဒါလူသဘာဝပဲပေါ့ဟုတ်ကဲ့ အဲ့မှာစိတ်ဝင်စားစရာကောင်းတာကဖျားကသူ့မေတ္တာကိုတတ်တယ်ပြရဲ့ပုံစံပဲတမိုင်းကိုပြန်တုံးသွားတယ်တမိုင်းကိုပြန်တုံးတယ်ဘလို့မျိုးလဲဖျားကငါရာကုတ်ကိုချစ်တီအေးဆုံးကိုမုန်းတယ်တော့ဆိုတယ်ဒီနေရာကမုန်းတယ်ဆိုတာကလေပုပ်ကိုရဲ့မုန်းတာမျိုးထက်ဖျားရဲ့အစီအစီမှရာကုတ်မျိုးနွယ်ဣတရီလောက်ကိုကတိတော်ခံလူမျိုးအဖြစ်ရွေးလိုက်ပြီးအေးဆုံးမျိုးနွယ်အေးရုံကိုတော့အဲ့ဒီအဆက်အသက်မပေးဘူးဆိုတဲ့အဲ့ဒီပြမျိုးအာရေကောက်ချင်းတော်ဘော်ဒီယားပေါ့ဟုတ်ပါတယ်ပြီးတော့ဖျားကတတ်တယ်ပြတယ် အေးဒုံပီကပျက်စီးသွားရင်ပြန်ထူထောင်နိုင်မှာမဟုတ်ဘူး။ဒါမဲ့ E3 လောက်ကိုတော့ကျွတ်မဝကနေတော့ပြန်ခေါ်လာတယ်။ဘီမန်တော့ပြန်ဆောက်ခွင့်ပေးတဲ့ဒါတွေကသူ့ရဲ့မီတာသူ့ရဲ့ရွေးကောက်ခြင်းရဲ့တပ်တွေပဲလို့ပြန်ပြောပြတာ။ဆိုတော့အခုတွေ့နေရတဲ့အခက်ခဲလေးလေးကိုပဲမကြည့်ပဲနဲ့ပိုကြီးတဲ့ပုံစံတမိုင်းတလျောက်ဖះဘလို့သစ္စာရှိခဲလဲဆိုတာကိုပြန်ကြည့်ဖို့တတိပေးလိုက်တာပေါ့။အတိကြပဲ။ဒါကျွန်တော်တို့အတွက်လည်းစဉ်းစားစရာပဲ။ကို့ဘဝမှာတခုခုအစင်မပြေဖြစ်လာရင်လေအရင်ကဖះလို့ပေးခဲ့တာတွေအကုန်မေ့ပြီး အခုဖျားတကယ်ချိတ်ရလားလို့မိခွန်းထုတ်မိတလားဟုတ်တယ်ဟုတ်ရာပြီးသားကောင်းကြီးတွေကိုဒါကရိုးရိုးပဲဖြစ်နေကြပဲလို့သဘောထားမိနေလားအဲ့ဒါလေးဒီပြန်စမ်းစစ်ဖို့လိုကြောင်းဒီအချက်ကပြနေတယ်အမှန်ပဲကျေးဇူးတိတတ်မှုနဲ့ဖျားရဲ့အချို့ချာကိုယုံကြည်မှုကဆက်နေတာအဲ့ဒီလိုဖျားမြေတာကိုတန်တရာဝင်တဲ့စက်က သူတို့ရဲ့ဝိပုကိုကိုွယ်မှုပေါ့တိုက်ရိုက်ရိုက်ခတ်လာရောဟုတ်ပြီအခုတစ်ဖြစ်ရစ်ပူစော်တဲ့ကိစ္စမှာတိတာလာတယ်အဲ့ဒါလားကျွန်တော်တို့ကိုဒုတိယအချက်စီခေါ်သွားပြီရစ်ပူစော်ခြင်းမှာပေါ်ဆက်လာတာဟုတ်ကဲ့ဒီပိုင်းမှာဆိုရေပူရောဟိတေကိုဖျားကတိုက်ရိုက်ပြိုးနေတာနော်ဟုတ်ကဲ့တယ်သူတို့ကပြညတ်တော်ရာဆိုအကောင်းဆုံးအဖြစ်နာစာမရှိတဲ့တွေးဆံကိုပူဇော်ရမှာဒါပေမဲ့သူတို့ကမျက်စိကန်းလာတော့ခြေတော့မတန်ဆွမ်းလာတော့နေမကောင်းဖြစ်နေတာတော့ ဲ့လိုအကောင်တွေကိုယူလာပြီးရစ်ပါလဲမှာတင်လိုက်ကြတယ်ကိုယ်တိုင်တောင်မစားချင်တဲ့ဟာမျိုးကိုဖះအကရဆိုပြီးပေးတာပေါ့ဟုတ်ပါအဲ့ဒီမှာဖះရဲ့တုံပြန်ဘုံကတကယ်ထိတယ်သူကလူအမည်နဲ့ပြင်ရှင်ပြတယ်ဘလို့ပြောလိုက်လဲအဲ့ဒီအနာပါတဲ့အကောင်ကိုမင်းတို့ရဲ့မြို့ဝံအုတ်ချုပ်တဲ့ရာရှိကိုတော်ပစ်ကြည့်စမ်းမလားသူကလက်ခံပါမလားမင်းတို့ကိုရောမျက်နာသာပေးပါမလားတဲ့ဟိုးတော်တော်ပြင်းနေဆိုရတာကမြေကြီးပေါ်ကလူအာနာပိုင်ကိုတော့မပေးရဲတဲ့ စော်ကားရကြတဲ့အရာမျိုးကိုကောင်းကင်မြေကြီးအရှင်ကိုဘေးမျက်နှာနဲ့လာပေးရတာလေလို့တဲ့တဲ့မေးလိုက်တာတယ်။ဒါဖះကိုလုံးဝအလင်းမထားတော့ဘူးတင်ပေါ်ထားတော့ဆိုတဲ့သဘောတရားသွားပြီ။ဝုတ်ပြူရဲဆိုတာကနာမည်ပဲရှိပြီးစိတ်ရင်းကလုံးဝမပါတော့ဟန်ဆောင်လုံးနေတယ်လို့ဖြစ်နေပြီ။อืมအဲ့ဒါကိုပိုကြည်ကြည်ဖြင့်တွေးချင်နေဝုတ်ပြုခိုးခွင်ရဲ့အနတရာကိုမေးခွန်းထုတ်နေတာဖီးယားကအဲ့ဒီရစ်ကောင်ဒီကိုလိုအပ်လို့ယူတာမမဟုတ်တာဟုတ်ကဲ့ ချစ်ချင်းကို့မှာအကောင်းဆုံးကိုပေးချင်တဲ့စိတ်အဲ့ဒါကိုလိုချင်တာမှန်ပါလေအဲ့ဒီအနာစာပါတဲ့ရဲစကောင်တွေကတကယ်တော့ပေးတဲ့ရဲစပူရောဟိတ်တွေလူတွေရဲ့စိတ်ထဲအနာစာလေးစားမှုမရှိတာကိုပြနေတာပဲသူတို့လိုရက်ကသူတို့စိတ်ကိုပေါ်ပြနေတာဒါလည်းလက်တွေဘွားနဲ့ပြန်ဆက်ဆက်စဉ်းစားရမှာပဲဖះအတွက်ကိုအချိန်ကိုပီးဆန်ကိုအရေးချင်းတွေပေးတဲ့ခါမှာတော့ကိုတကယ်တံပိုးထားအကောင်းဆုံးကိုပေးရလား ဒါမှမဟုတ်ကိုအတွက်အစင်ပြေတာလေပိုနေတာလေတိအေးမကြီးဘူးထင်တာလေးတွေဝဲဖျားအတွက်ပါဆိုပြီးပေးမိနေသလားကိုယ်ပြီးဆက်မှုမှာစေရနာဘလို့ပါတယ်လေပြန်စစ်ဆေးရမှာပဲတေးချပါရဲအဲ့ဒီလိုလေးစားမှုကိမ့်မက်တာကရစစ်ပူစောတာမှာပဲမပြီးဘူးပိုဆိုးတာတယ်ဖျားရဲ့နာမည်ကိုတက်ရဲ့မထီပဲ့မြင်လောက်ကဲ့အထိဖြစ်လာတယ်ဒါတတိယအချက်ကိုဟုတ်ပါတယ်ကျန်းစာရမှာကိုရစစ်ပရိုဟိတ်တွေကထာဝရဖျားရဲ့စားပွဲတော်ရစစ်ပလင်ကိုဆိုလိုတာက ယုတ်မာတယ်လို့ပြောကြတယ်လို့ဆိုထားတယ်အမေဆိုတော့ပင်ထားရှိမှလုတ်ရတဲ့ဝစ်ပူရေးအမှုကိုဂုံယူစရာမြင့်မြတ်တဲ့အလိုလိုမမြင်တော့ဘူးဝန်ထုတ်ဝင်ဖို့လို့ငင်းငွေစရာလို့ဖြစ်ပြီးဘာဆက်ကနေတောင်ထုတ်ပြောလာကြတာ ဒါကတော့တော်တော်လွန်သွားပြီသူတို့စကားကဖခင်ရဲ့တန်ချွမှုသူနာမယ်ရဲ့ဂုံကိုလုံးဝဂရုမစိုက်တော့ဘူးဆိုတာပြနေတယ်ဝိဖြူတာကိုစိတ်မပါရပါလုတာထက်ဆိုတာကဝိဖြူချင်းရဲ့အဓိကနေရာဖြစ်တဲ့ရပ်ပလင်ကိုပါနှိမ်ချပြောတာကတော့အရာမာယွန်းသွားပြီဟုတ်ကဲ့အဲဒါကြောင့်ဖခင်ရဲ့တုံ့ပြန်မှုကလည်းပြင်းထန်တယ်ဟုတ်တယ်ဖခင်ကသူတို့ကိုစုံမယုံတင်မကဘူးအာဩစရာကြီးညာချက်တစ်ခုပါပြောခဲ့တယ်အခန်းငယ်၁၁မှာလည်း အရှိကနဲ့အနောက်ထိငါနာမည်ကလူမျိုးချားတွေကြားထဲမှာကြီးမြတ်လိမ့်မယ်။နေရာတိုင်းမှာငါနာမည်အတွက်နာတာပေါင်းတယ်ဆင်ကျဲတဲ့ပူဇော်တက်ကာတွေပေးကြလိမ့်မယ်။ဘာလို့လဲဆိုတော့ငါနာမည်ကလူမျိုးချားတွေကြားမှာကြီးမြတ်လို့ပဲလို့ကောင်းကင်ဘိုးကြီးရဲ့ရှင်ကဲနော်ဖျားက သူ့ကိုကိုစားဖြူရမယ်သူ့နာမည်ကိုတဲဆောင်ရမယ်ရွေးကောက်ခံလူမျိုးအထူးသဖြင့်သူတို့ရဲ့ဘာသာရေးခေါင်းဆောင်တွေက သူ့ကိုမလေးစားပုံပုံဆော့ဆော့လုပ်နေချိန်မှာ ဟုတ်တယ်သူကမတိသေးဘူးလို့ထင်ရတဲ့ထခြားလူမျိုးခြားတွေကတနေ့ကျရင်သူ့နာမည်ကိုကြားပြီးတကယ်စစ်မှန်တဲ့ယိုသေးမှုစင်ကြယ်တဲ့ဝိပုမှုနဲ့ချင်းကပ်ကြလိမ့်မယ်လို့ပြောတာဒါအစ်တရီလာအတွက်တော့မျက်နှာပူစရာတတိပေးချက်ကြီးပဲဟုတ်ပါတယ်ပြီးတော့ဖျားရဲ့ကဲတင်ချင်းကအစ်တရီလာတမျိုးတဲ့အတွက်ပင်မဟုတ်ဘူးဆိုတဲ့အရေးအမြတ်လက်ဖြစ်နေတယ် ဒါဟာတကယ်ကိုကိုွယ်မှုဆိုတာဘာလဲဆိုတဲ့မိခွန်းစီပြန်ရောက်သွားစေတယ်။အပြင်းမှန်ထုံးနှံစင်လာတွေလုံနေုံနဲ့ရပြီလား။အင်းဒါမှမဟုတ်အတွင်းစိတ်ကလာတဲ့ယိုသိမ်းမှုချစ်ချင်းနားခါမှုတွေကပိုအရေးကြီးနေသလား။ဣတရီလက်တွေကအစင်လာအတိုင်းလှုပ်เสียရရှိတာလုံနေပါမယ်။စိတ်ကဖျားနေဝင်းနေချိန်မှာဖျားရဲ့ကြီးမြတ်မှုကိုတကယ်တိလာမယ်လူမျိုးချတဲ့ရှိလာနိုင်တယ်ဆိုတာကစိတ်ရင်းစေတနာကအရေးကြီးလုံးဖြစ်ကြောင်းပြနေတယ်။မှန်ပါတယ်။ဒီအချက်ကကိုယ့်ရဲ့ဝိပုမှုအလေးထားတွေကိုလည်းပြန်ကြည့်စေတယ်။ ကိုဖျားချောင်းသွားတာဆူတောင်းတာကျန်းစာဖတ်တာလုပ်တဲ့အခါစိတ်ပါလဲပါရိုးရိုးတီးတီးလုပ်ရလားဟုတ်ဒါမှမဟုတ်ဝိจิตတန်းကြီးအချင်းတစ်ခုလို့ပြင်းပြင်းရေးတွေလုံမိနေသလားဖျားကအပြင်းမှန်းထက်ကျမတို့ရဲ့အတွင်းစိတ်အခြေအနေကိုအဓိကကြည့်တယ်ဆိုတာမလခီကရှင်းရှင်းလေးသင်ပေးနေတာကဲဒါဆိုရင်အားလုံးကိုပြန်ချိုးရရင်ခုနကပြောခဲ့တဲ့ the wise believers ရဲ့သုံးသပ်ချက်ကိုအခြေခံပြီးကြည့်ခဲ့တဲ့မလခီအခန်းကြီးစာမှာတွေ့ရတဲ့အဓိကပြဿနာ၃ခုကတော့ ဖခင်ရဲ့မေတ္တာနဲ့သစ္စာတရားကိုတန်တရားဝင်လာတာဟုတ်ကဲ့နှစ်ယေရှုပူဇော်မှုမှာအကောင်းဆုံးကိုမပေးဘဲပေါ်ပေါ်ဆန်းဆန်းဖြစ်လာတာဟုတ်တယ်သုံးဖခင်ရဲ့နာမည်နဲ့ဝိတ္တရဲ့ကိုတော့ဘာစကနဲ့မထီးမမြင်ပြောဆိုလာတာလည်းပဲဟုတ်ပါတယ်အဲ့ဒီဝေဖန်မှုတွေကနေကျမတို့ယူနိုင်တဲ့အဓိကတင်ကန်းစာကတော့ဖခင်ရဲ့ကောင်းမြတ်မှုတွေသူ့မေတ္တာနဲ့သစ္စာတရားတွေကိုအမြဲအထိအမှတ်ပြုပြီးတကယ့်ယေရှုတင်စိတ်နဲ့တုံ့ပြန်မှုလို့တယ်ဟုတ်ကဲ့ ဗီဒီယိုကုန်းမှာရှိတဲ့အကောင်းဆုံးຢာတွေပေါ့အချိန်ပဲဖြစ်ဖြစ်ပိတ်ဆံပဲဖြစ်ဖြစ်အရေးချင်းပဲဖြစ်ဖြစ်ကိုယ့်ရဲ့စိတ်နှလုံးအာရုံစိုက်မှုပဲဖြစ်ဖြစ်ဖျားအတွက်ဆန္ဒရှိရှိပေးဖို့အရေးကြီးတယ်။နောက်ဆုံးကတော့ဝုပြုကိုယ်ဝယ်မှုကိုချင်းကကြက်ခါစိတ်ပါပြီးရိုသေလီးဆောင်မှုအပြည့်နဲ့လှုပ်ဖို့လိုအပ်ကြောင်းသတိပေးနေတာပါ။ကောင်းပါပြီ။ဒီနေ့ဆွေးနွေးခဲ့တာတွေကလည်း တကယ်စမ်းသားစရာတွေအများကြီးရပါတယ်။ဒါဆိုရင်အဆုံးတအန်တွေနဲ့နားထောင်နေတဲ့သူတွေစက်ပြစ်တွေးကြည့်ဖို့မေးခွန်းလေးတစ်ခုထားခဲ့ခြင်းတယ်။မာလခိကျန်တက်ကဒီလိုဖျားမေတ္တာကိုတန်တရားဝင်တာဝိပုမမှာပေါ်စာတာနာမည်ကိုမထီမြင့်မြင်လို့တာဆိုတဲ့ပြဒနာတွေကလည်းလွန်ခဲ့တဲ့နှစ်ပေါင်းတထုံးကားချက်ကျော်ကဣသရီလာလူမျိုးတွေရဲ့အဲ့ဒီအချိန်အချိန်တွေတစ်ခုတည်းအတွက်ပဲလား။ဟွန်းဒါမဟုတ်ဒါတွေကဘာသာတရားကိုရှာမှုနဲ့ပတ်သက်လာရင် လူသားတွေရဲ့ယုံကြည်ခြင်းခီးမှာ ခေတ္တိုင်းအချိန်တိုင်းကြုံရနိုင်တဲ့အမြဲတရိထားရမယ်အားနေချက်တွေစင်ခေါ်မှုတွေကိုပြန်ပြီးထင်ထပ်နေရမျိုးလားဒါတကယ်အလင်းနဲ့စဉ်းစားတဲ့မိခုံးမှာပဲဘာလို့လဲဆိုတော့အပြင်ပန်းထုံးနှန်းစင်လာတွေကို လိုက်နာနေုံနဲ့ဖျားကြည်နှက်ပြီလားဟုတ်တမဟုတ်စင်ရင်စေရနာအတွင်းစိတ်ရဲ့အခြေအနေကအပြင်ပန်းလို့ရတီထက် ပိုအဆုံးဖြတ်ပေးနေသလားဆိုတာနဲ့တရားဆက်နေလို့ပါ ဒီ jump bike ကတော့အတွင်းစိတ်ကအဓိကပဲလို့အလေးပေးနေလာတွေ့ရပါတယ်။ဟုတ်ကဲ့ဒီချက်လေးတွေကိုဆက်ပြီးတွေးတောဆင်ခြင်းကြည့်ဖို့ဖိတ်ခေါ်ရင်းနဲ့ပဲဒီနေ့ဆွေးနွေးမှုကိုဒီမှာပဲရည်နာကြအောင်